မင်္ဂလာပါခင်ဗျာရန်ကုန်ခေတ္တကနေဒီနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ဆွစ်ဇာလန်နိုင်ငံမှာဆစ်စစ်ပြီးမြန်မာပြည်ပြန်မဲ့တည်တခုဖုံးကြီးဟာဂျမနီကနေတဆင့်လင်းရင်ပြောင်းစီမယ်ဆိုတဲ့သတင်းရတဲ့အတွက်ဂျမနီရောက်မြန်မာတွေကတည်တခုကိုအကြမ်းဖက်ဖုံးကြီးအတုဆိုပြီးကန့်ကွက်ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြတယ်ဆိုပါလေဒီရင်ပုတ်လိကဘန်တွေမှာငွေထုတ်ယူမှုတွေညပြလာတဲ့အတွက် special bank account ရှိတဲ့သူကိုယ်တော်ငွေကျပ်30ကနေအများဆုံး30အထိသာထုတ်ပေးမှုတွေဖြစ်ပွားနေပြီ စစ်တပ်အတိုင်းဝိုင်းကတော့ဗန်တွေကနေငွေကျပ်3000နဲ့ချီထုတ်ယူနေကြပြီဆိုတဲ့သတင်းပါဝင်ဒီကနေ့နေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့ဆွစ်ဇာလန်နိုင်ငံမှာစစ်စစ်ပြီးမြန်မာပြည်ပြန်မဲ့တည်တကူဖုံးကြီးဟာဂျာမနီကနေတဆင့်လေရင်ပြောင်းစီမယ်ဆိုတဲ့သတင်းရတဲ့အတွက်ဂျာမနီရောက်မြန်မာတွေကတည်တကူကိုအကြမ်းဖက်ဖုံးကြီးအတုဆိုပြီးကန့်ကွက်ဆန္ဒပြပွဲပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်ဇွန်လ3ရက်နေ့မှာပဲဂျာမနီရောက်တော်လှန်ရေးအင်အားစုတွေက တီတကူဖုံးကြီးရဲ့အပြန်ခီးကိုတည်င်းရတဲ့အတွက် Frankfurt လေစိမ့်မှာစုဝေးပြီးတော့ဆက်အာနာရှင်ကိုအပေးတဲ့အကျန်းဖတ်ဖုံးကြီးအတုကိုကန့်ကွက်ရှုံချတဲ့အကြောင်းဓာတ်ပုံပါကန့်ကွက်စာရီနဲ့တကွာဆန္ဒပြခဲ့ကြတဲ့အပြင်ဂျာမနီနဲ့အင်္ဂလိပ်နှစ်ဘာသာရေးသားထားတဲ့လက်ကမ်းစာဆောင်တွေကိုပါဖြန့်ဝေခဲ့ကြတယ်လို့သိရပါတယ်။ဒါ့အပြင်အကျန်းဖတ်မင်းအွန်လိုင်းနဲ့တီတကူဖုံးကြီးတို့ရှင်တွဲ့နေတဲ့ဓာတ်ပုံတွေမှာလည်းအကျန်းဖတ်သမားတွေပါဆိုပြီးစာသားရေးသားပြီးတော့ကန့်ကွက်ဆန္ဒပြမှုတွေကိုလှုပ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်ခင်ဗျာ။ တစ်ဖက်မှာတော့ပြည်တွင်းပုဂ္ဂလိကဘဏ်တွေမှာငွေထုတ်ယူမှုတွေများပြားလာတဲ့အတွက်အများပြည်သူတွေရဲ့ငွေထုတ်ယူခွင့်ကိုကန့်သတ်မှုတွေဖြစ်ပေါ်နေပြီး Special Bank ကောင်ရှိတဲ့သူကိုတော့ငွေကျပ်30ကနေအများဆုံး30အထိသာထုတ်ပေးမှုတွေဖြစ်ပွားနေပြီးစစ်တပ်အတိုင်းဝိုင်းကတော့ဘဏ်တွေကနေငွေကျပ်3000တဲ့ချီထုတ်ယူနေကြပြီလို့ဘဏ်အတိုင်းဝိုင်းစီကနေသိရပါတယ်ဇွန်လ1ရက်နေ့မှာအချက်ပါစကောင်စီကမြန်မာပြည်သူတွေအကြရေဘန်းစာအတုံးများတဲ့ယူမာဘန်း AUD ဘန်း UAB ဘန်းအပါဝင်ဘန်းခုနှစ်ခုနဲ့အဲ့ဒီဘန်းတွေရဲ့တာဝန်ရှိတဲ့သူတွေကို စစ်ကောင်စီဗဟိုဘဏ်ကတတ်မှတ်ထားတဲ့ရာခိုင်နှုန်းထက်အင်အားချင်းငွေတွေကိုထုတ်ချေခဲ့တဲ့အတွက်အရေးယူမဲ့ဆိုပြီးစစ်ကောင်စီကကြေညာခဲ့ပါတယ်။အဲဒီလိုကြေညာပြီးတဲ့နောက်မှာပဲဇွန်လ2ရက်နေ့ကစပြီးပြည်တွင်းပုဂ္ဂလိကဘဏ်တွေမှာငွေထုတ်ယူတဲ့သူတွေအလွန်များပြားလာမှုကြောင့်ပုဂ္ဂလိကဘဏ်တွေမှာငွေထုတ်ယူမှုတွေကိုကန့်သတ်လာတာဖြစ်တယ်လို့သိရပါတယ်။အခုဇွန်လ2ရက်နေ့မှာပဲမန္တလေးမြို့က26လ84လမ်းတောက်မှာရှိတဲ့ကမ္ဘောဇဘဏ်ခွဲ44မှာဆိုရင် ရိုးရိုးအကောင့်တော့မဟုတ်ပဲ special account ကိုတော့အရင်က3200ထုတ်ပေးရကနေအခုဆိုရင်30ပဲထုတ်ပေးတော့တဲ့အပြင်တွားမေးတော့လေငွေသားမရှိတော့လို့ဆိုပြီးပြန်ပြောလိုက်သလိုနောက်နေရထုတ်ပေးမှလားလို့မေးတော့နောက်နေလဲ30နဲ့30လောက်တာထုတ်လို့ရမယ်လို့ပဲပြောတယ်လို့မန္တလေးမြို့နေပြည်သူတို့ကပြောထားပါတယ်အလားတူ ARD ဘဏ်ကလည်းမူရင်းဘဏ်စာအုပ်လုတ်ထားတဲ့ဘဏ်ကငွေစင်းဆိုရင်အများဆုံးငွေကျပ်30 အခြား ARD ဘက်မှဗန်စာအုပ်ပြပြီးထုတ်မယ်ဆိုရင်အများဆုံးငွေကျပ်30သာထုတ်ပေးတော့တယ်လို့သိရပါတယ်။လက်ရှိဘန်တွေမှာအဲ့ဒီလိုတွေဖြစ်နေတဲ့အချိန်စစ်တပ်နဲ့ပတ်သက်တဲ့အတိုင်းဝိုင်းတွေကဇူလိုင်လနေ့ရက်နေ့ကစပီးပုတ်လိကဘန်တွေကနေငွေကျပ်3000တဲ့ချီထုတ်နေကြတဲ့အတွက်သူတို့ဘာသတင်းတွေကြားထားလို့အဲ့ဒီလိုတွေလာထုတ်နေကြသလဲဆိုတာသိချာမသိပေမဲ့ဇူလိုင်လ3ရက်နေ့ကဆိုရင်ယူမဘန်နှစ်ဖြစ်တဲ့တောင်ကြီးမင်္ဂလာဥဘန်ခွဲမှာစစ်ယူနီဖောင်းတွေနဲ့တက်အတိုင်းဝိုင်းက ငွေကျပ်သိန်းပေါင်းတောင်းတဲ့ချီကိုထုတ်ယူသွားတယ်လို့ဘဏ်အတိုင်းဝိုင်းကပြောထားပါတယ်။တစ်ဖက်မှာလည်းလက်ရှိစကောင်းစီကပုတ်လိကဘဏ်ခုနှစ်ခုနဲ့တာဝန်ရှိတဲ့သူတွေကိုအရေးယူမယ်လို့ကြေညာမှုကြောင်းပြည်သူတွေကမှဘဏ်တွေနဲ့ပတ်သက်ပြီးစိုးရိမ်ပူပန်မှုတွေမြင့်တက်နေတယ်လို့လည်းသိရပါတယ်ခင်ဗျာ။ဖတ်မှာတော့ရှမ်းပြည်နယ်မြောက်ပိုင်းကမိုးကုံမြို့နယ်အနောက်ပိုင်းတချမ်းလုံးကို TNL PDF မာမေပူပေါင်းတပ်တွေကသိမ်းပိုက်ပြီးတဲ့နောက်မှာပဲအရှေ့ပိုင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်နေတဲ့အတွက် မြို့ထဲမှာပိတ်မိနေတဲ့ပြည်သူတွေကလမ်းဖွင့်ပေးဖို့တောင်းဆိုနေကြတယ်လို့မော်ကုံမြို့နေပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။လက်ရှိမှာ DNL PDF မဟာမိတ်ပူပေါင်းတပ်တွေကမော်ကုံမြို့အနောက်ပိုင်းတစ်ချမ်းလုံးကိုတင်ပိုက်ထားလိုက်ပြီဖြစ်တယ်လို့မော်ကုံမြို့အရှေ့ပိုင်းကစစ်ကောင်စီရဲ့အောင်တရာနဲ့အာကာမိုးတပ်စခန်းတွေကိုလည်းတော်လိုင်းရေးတပ်တွေကတင်ပိုက်ရရှိထားပြီဆိုပါတယ်။အဲ့ဒီနောက်မော်ကုံမြို့အရှေ့ပိုင်းမှာရှိနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့မနေ့ညကတညာလုံးရန်တမ်းပစ်ခတ်တာတွေလုပ်နေတဲ့အတွက် မြို့ထဲမှာပိတ်မိနေတဲ့ပြည်သူတွေကလမ်းဖွင့်ပေးဖို့တောင်းဆိုနေကြတယ်လို့လည်းသိရပါတယ်ခင်ဗျာဒီတခါမန္တလေးတိုင်းဘက်မှာတော့ငစုံမြို့နယ်ကအချမ်းဖတ်စကောင်းစီရဲ့မြို့သားရက်စကန်အဝင်ကိတ်ကိုတော်လန်ရေးတပ်တွေကဘုံခွဲတိုက်ခိုက်မှုအတွင်းစေကောင်းစီတပ်သား၃ဦးသေကုန်ကြပြန်ပြီလို့ငစုံမြို့နယ်ပကဖရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဇူလိုင်လ၂ရက်နေ့ကပဲငစုံမြို့နယ်မှာရှိတဲ့မြို့သားရက်စကန်အဝင်ကိတ်ကိုတော်လန်ရေးတပ်တွေကဘုံခွဲတိုက်ခတ်ခဲ့တယ်ဆိုပါတယ် အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းဂိတ်စခန်းမှာရှိနေတဲ့စစ်ကောင်စီတပ်သား3ဦးကတော့အသီးသီးသေကုန်ကြတဲ့အကြောင်းကိုလည်းတိထားရတယ်လို့လက်စုံမြို့နယ်ပကဖားရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်လက်ရှိမှာစစ်ရေးအရှိန်မြင့်နေတဲ့အတွက်ပြည်သူတွေအနေနဲ့အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ပတ်သက်တဲ့နေရာတွေကိုဝေးဝေးကနေရှောင်ရှားသွားလာပေးကြဖို့ကိုလည်းလက်စုံမြို့နယ်ပကဖားရဲ့တာဝန်ရှိသူတို့ကပြောထားပါသေးတယ်ခင်ဗျအခုတခါမကွေးတိုင်းဘက်မှာလေကန်ကောမြို့နယ်မှာပြူစော်တီနှစ်ဦးကို WPDF တပ်ဖွဲ့ကအရှင်ဖမ်းဆီးရမိခဲ့ပြီး မြို့နယ်ပအဖတပ်ဖွဲ့တွေစီကိုလွှဲပြောင်းအနှံလိုက်တယ်လို့သိရပါတယ်။အဲ့ဒီ episode နှစ်ဦးကိုရော့ဒေတာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ WPD ရဲ့တပ်ခွဲနှစ်ရှေ့တန်းရဲဘော်တွေကကင်းလှန့်နေတဲ့အချိန်ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီနောက်အရှင်ဖန်းစီရမိတဲ့ပြူစော်တီနှစ်ဦးစီကနေလက်လုံပြောင်းတနက်တလက်နဲ့ဆက်ဆက်ပစ္စည်းတချို့ကိုပါတင်စီရရှိခဲ့ပြီးလိုအပ်တဲ့စစ်စစ်မေးမြန်းမှုတွေပြုလုပ်ပြီးတော့ မြို့နယ်ပါဖအဖွဲ့စီကိုတရားဝင်စာနဲ့တာဝန်ရှိတဲ့သူတွေရဲ့လက်ထက်ကိုလွှဲပြောင်းပေးခဲ့တယ်လို့လဲ YPDF တပ်ဖွဲ့ရဲ့ရဲဘော်ယော်လီကပြောထားပါလိမ့်ခင်ဗျာတဖက်မှာတော့ပြည်သူ့ကဂွေရေးတမတော် PDF တပ်ဖွဲ့တွေစီမှာအခုဇွန်လတလအတွင်းမှာပဲအကြမ်းဖက်စစ်ကောင်စီတပ်ကဗိုလ်မှူးတအူးဗိုလ်ကြီးနှစ်ဦးနဲ့ဒုရဲမှူးတအူးအပါဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်53ဦးအလင်းဝင်ရောက်လာတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ MG ကဂွေရေးဝင်ကြီးဌာနကနေသတင်းထုတ်ပြန်ထားပါတယ် အမျိုးသားညီအစိုးရအင်ဂျီရဲ့ပြည်သူရင်ခွင်အကောင့်ထဲပေါ်ဆောင်မှုဗဟိုကော်မတီနဲ့ကာကွယ်ရေးဝန်ကြီးဌာနကကဲမှုအောက်မှာရှိတဲ့ PDF တရင်တွေပကဖတ်တပ်ဖွဲ့တွေကိုဆက်သွယ်ပြီးတော့ဇွန်လတလအတွင်းမှာပဲစစ်ကောင်စီတပ်ဖွဲ့ဝင်53ဦးအလင်းဝင်ရောက်လာတယ်ဆိုပါတယ်။အဲ့ဒီလိုအလင်းဝင်ရောက်လာတဲ့အထက်မှာအရာရှိအဆင့်ဗိုလ်မှူး2ဦး၊ဗိုလ်ကြီး2ဦးနဲ့ရဲမှူး2ဦးတို့လည်းပါဝင်ခဲ့ပြီးအဲ့ဒီတက္ကမလက်နက်နဲ့အတူအလင်းဝင်ရောက်လာတဲ့သူတွေကိုလည်း MG ကာကွယ်ရေးဝန်ကြီးဌာနကနေဂုံပြူချင်းမြင့်ငွေတွေပိတ်အပ်ခဲ့တယ်လို့လည်း ် MG ရဲ့ထုတ်ပြန်ချက်မှာဆိုထားပါတယ်။လက်ရှိမှာလည်းအကြံဖက်စစ်တပ်လက်အောက်ကနေရုံထွက်ပြီးပြည်သူ့ဘက်ကနေရက်တီလာမဲ့တပ်သားနဲ့ရဲတွေအနေနဲ့ပြည်သူ့ရင်ခွင် Telegram ဒါမှမဟုတ်နီးစရာ PDF တရင်တပ်ဖွဲ့တွေနဲ့ချိတ်ဆက်ပြီးတော့အမြန်ဆုံးအလင်းဝင်ရောက်ကြဖို့ကိုလည်းမြို့သားညီညွတ်အစိုးရ MG ကာကွယ်ရေးဝန်ကြီးဌာနကနေအတိအပေးထုတ်ပြန်ထားပါတယ်။ဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေဒီကနေ့နေ့လေခင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့တော့ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ